အားလုံးလာပါ channel dj ကနေပြန်လဲပြီးကြိုးစားပါတယ်အဲ့တော့ဒီနေ့ပြည်မှာဗာပြောမှာလဲဆိုတော့ oris ဘောက onigo အဖွင့်ပွဲမှာနေတီးထုတ်ပေးလိုက်တယ်ဆိုတော့ onigo ကတော့နည်းနည်းလေးတော့ ဒီကောင်တွေပြန်လဲပြီးတော့သူတို့ရဲ့ rotation တွေကိုတရားရောက်ကရိတ်စားမိနေပြီဆိုတာသိတင်တယ်။ဘာကြောင့်အဲ့လိုပြောရလဲဆိုလို့ရှိရင် ROIH ball က onic ကိုနိုင်တဲ့နေရာမှာထူးထူးခြားခြားအချက်လေးတွေကိုကျွန်တော်တွားပြီးတော့တတိထားမိတယ်။အဲ့တော့ဒီပွဲတော့ကြာခဲ့ပြီဆိုပေမဲ့နောက်ပိုင်းပွဲတွေမှာဇက်တိုက်ကိုတွေးလာရနိုင်ခြင်းမြင်တဲ့ potential တွေဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကိုလုပ်ပေးလိုက်ရခြင်းဖြစ်ပါတယ်။အဲ့လိုမပြောခင်ကျွန်တော်တို့ onic ကဘာကြောင့်ကြမ်းနေရလဲဆိုတော့အချက်တွေအများကြီးကိုနည်းနည်းလေးဆွဲထုတ်လိုက်အောင်။ပထမဆုံးတစ်ချက်ကင်းကောင် ကင်းကောင်တက်ဆန်လို့ရှိရင်ဒီကယ်ရာပေါ့ဗျာကယ်ရာကင်းကောင်စူပါဖရင့်ဒါတွေပဲလာမယ်ပြီးလို့ရှိရင်ကင်းကောင်ရဲ့ perfect rotation အဲ့ဒါတွေကိုကျွန်တော်တို့စာဖတ်တဲ့နေရာမှာအသေးစိတ်လေးဖတ်တတ်ဖို့လိုတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ပြောချင်တဲ့အချက်ကတော့ Aurora East ဘောကအိုနစ်ကိုနိုင်တဲ့နေရာမှာလက်နက်တွေအများကြီးသုံးလိုက်ရတယ်အဲ့ဒီလက်နက်တွေတဲ့ကမှာအိုနစ်ကိုနိုင်စေတဲ့အဓိကအကြောင်းပြချက်နှစ်ချက်ဖြစ်တယ်ကျွန်တော်တို့အဲနောက်ဆုံးပွဲမှာ Super Friends ကိုလိုက်ပြီးတော့ကတ်လိုက်တာရယ်ပြီးတော့ပထမပွဲမှာ King Kong ရဲ့ Jungle Rotation ကို မတိမတားလေးဖြက်စီးပစ်လိုက်တာရယ်အဲ့နှစ်ချက်ကိုကျွန်တော်အဓိကထားပြီးပြောပြပြသွားမယ်အဲ့တော့ပထမဆုံးပြောချင်တာကကင်းကောင်ရဲ့ဂျန်တကယ်ရိုတေးရှင်းကိုဒီမိုကိုက်ကဘယ်လိုမျိုးဖြက်စီးခဲ့လဲဆိုတာကိုကျွန်တော် ရှင်းပြပေးတော့မယ်တကယ်တော့ brother တို့ဂျန်ငယ်ဆော့တဲ့အခါမှာလဲတတိထားမိပါပါကျွန်တော်တတ်တဲ့ပေါ်လာပြီဆိုတာနဲ့တပြိုင်နဲ့ကိုအရင်စားခဲ့တဲ့ buff ကတတ်တဲ့ပေါ်လာနဲ့တပြိုင်နဲ့ပျောက်သွားတယ်တဲ့ဦးနစ်ကရှေးပွဲတွေမှာတော့အဲ့ဒီ gun set ကိုအခြေခံပြီးတော့ပဲသူတို့တတ်တဲ့ fight တွေတိုင်းမှာအာလီဘိုင်းတတ်တဲ့ fight မှာသူတို့ဘက်ကအေးနေပြီဆိုတာနဲ့ enemy ဘက်ကလွတ်နေတဲ့စန်းချပက်လင်းရ buff တွေကိုတောတောပြီးတော့ trade တယ်ဒါလည်းဦးနစ်ရဲ့ပွဲတွေကိုတခြားလေး game design နဲ့ကြည့်မယ်ဆိုလို့ရှင်တွေ့ရတဲ့အချက်ဒီချက်တစ်ချက်ကိုမှတ်ထားမယ်ဆိုလို့ရှင် Aurora Esports ဦးနစ်ကိုဘလို့ပြန်ပြီးတော့အဲ့ဒီအချက်တွေကိုစားဖတ်သွားလဲဆိုတာကို ကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးမယ်ဂိမ်းဝအဆောက်မှာကလေးကဒီမိုကိုက်က EHB လိမ်းမှာတတ်တဲ့ပေါ်မှာဖြစ်တဲ့အတွက်ကြောင့်သူ့အနေနဲ့ EHB လိမ်းက rap back ကိုအရင်စားတယ်ဆိုတော့ဒါစားခြင်းလို့စားတာမဟုတ်ဘူးကျွန်တော်ရှင်းမှာပြောခဲ့သလိုပဲ Oni ဘက်က trailer နိုင်တဲ့ trading possibility တွေအကုန်လုံးကိုဖျက်တောက်ထားတဲ့သဘောမျိုးပဲပြောမှဆိုလို့ရှိရင် Oni က first data fight ကို EHB လိမ်းမှာစိုင်းလို့မနိုင်ခဲ့ဘူးဒါမှမဟုတ် Nolan က EHB လိမ်းကတတ်တဲ့ကိုရောက်မလာခဲ့ဘူးဆိုလို့ရှိရင်တေချာတဲ့အဲကောင်ဒီ blue back ကိုစားနေလို့ပဲဒါပေမဲ့အခုဒီမိုကိုက်ရဲ့ rotation အရာတတ်တဲ့ပေါ်တဲ့အခါမှာသူ့အနေနဲ့ blue back ကစားပြီးသွားပြီ rapper ကိုပဲပြန်ပြီးတော့စားရမယ်အနေထားမှာ nolan အနေနဲ့တတ်တယ်ဟိုရှင်းမလာပဲနဲ့ ဒီမိုကိုက်ရဲ့ဘလူးဘက်ကိုစားခြင်းမင်းမဲ့လို့လည်းမရဘူး။ဆိုတော့အဲ့လိုပုံစံမျိုးအတွက်ကိုဒီမိုကိုက်ကသူ့ရဲ့ jungle rotation တွေကိုပြောင်းပြောင်းပြီးတော့တပွဲနဲ့တပွဲမတူညီအောင်စားနေရတာပဲဗျာ။ဒါလည်းရှေ့မှာ king gong ရဲ့ jungle rotation ကိုတခြားလေးစားဖတ်ထားတဲ့အတွက်ကြောင့်ပဲဒီမိုကိုက်ကဒီလိုမျိုး rotation တွေနဲ့ဆော့သွားခဲ့လို့လည်းကျွန်တော်တို့အားလီဘိုင်းမှာ jungle ဖြတ်တောက်မှုဘိုင်းမှာ aurora တိတိတတကြီး king လုတ်ခဲ့ပြီးတော့ game wall ကို control လုပ်ရတဲ့အချက်တွေကပါတယ်။နောက်မှဆိုလို့ရှိရင် onic က jungle ဘိုင်းကိုတအားဖိစားပြီးတော့ king gong က enemy jungler attack ကို level 10စနစ်လောက်အမြဲတမ်းတာနေတဲ့ထားကျွန်တော်တို့ပွဲတိုင်းမှာတွေ့ရလိမ့်မယ်ဒါလည်းကင်းကောင်းကြီးကကောင်းနေတာတဲ့ဆိုင်လို့ရှိရင် jungle rotation တွေကအရန်ကြီးကို ပြည့်စုံလုံးနဲ့အိုးနစ်ဖြစ်တဲ့အတွက်ကြောင့်ဒီလိုမျိုးအသေးစိတ်လေးတွေကစားပြီးတိထားမယ်ဆိုလို့ရှိရင်အိုးနစ်ကိုကောင်းကောင်းပြန်ပြီးတော့ရင်ဆိုင်နိုင်မှုအတွက်ကအလွယ်လေးပဲဗျ။ဒါပေမဲ့တချို့လူတွေပြောကြလိမ့်မယ်၊ကွက်တီကြသွားတာပါ၊လုံးဝတိုက်ဆိုင်သွားတာပါလို့ပြောလိမ့်မယ်။ဒါပေမဲ့အဲ့ဒါလုံးဝတိုက်ဆိုင်တာမဟုတ်ဘူး။ကင်းကောင်အနေနဲ့ဘလောက်ထိတောင် enemy ဘက်က buff တွေကိုလင့်လစ်တလို့စားတယ်လဲဆိုတာဒီ clip မှာကြည့်လို့ရှိရင်တအားတည်တာလုံးနဲ့ဒီမိုကိုင်းလဲရှော့နေပြီးသူ့ဘက်ကိုလဲ creep တွေနဲ့ enemy တွေက pressure ပေးခြင်းခံထားရပဲ။အချိန်မှာတော့မှသူ့အနေနဲ့အိမ်မပြန်မဲနဲ့ enemy ဘက်က buff ကိုရရင်ရတယ်လို့သွားပြီးတော့ဒီ clip မှာဆိုလို့ရှိရင် no line ကိုအသုံးချပြီးတော့ miss ယူပြီးတော့ တ်တရှိရှိသွားစားခဲ့တယ်။ဒါကကင်းကောင်ရဲ့ jungle rotation က enemy ဘက်က blue buff တွေ red buff တွေပေါ်မှာဘလောက်ထိအတန်းရှင်ပေးထားလဲဆိုတာတားသိတာတယ်။အဲ့လိုမျိုးအတန်းရှင်ပေးထားလို့လဲ onic ကကင်းကောင်က enemy ဘက်က jungle line နဲ့ရှင်ဖန်းတဲ့အခါမှာသူ့ရဲ့ jungle rotation ကတစ်စင့်မြင်ပြီးတော့ level တစ်စင့်နှစ်စင့်လောက်က ever ဟနေတယ်။အဲ့တော့ကင်းကောင်အနေနဲ့မလုံနိုင်ဘူးဆိုတာဘာမှမရှိဘူး။သူတို့အနေနဲ့ကောင်းမွန်တဲ့ပြည့်စုံတဲ့ jungle rotation တစ်ခုလုံးချထားပြီးဖြစ်တဲ့အတွက်ကြောင့် onic ကိုလုံးဝ short တက်လို့မရတဲ့အထက်မှာပါတယ်။အဲ့တော့ဒါတွေကတိုက်ဆိုင်မှုမဟုတ်ဘူး။တေချာကြိုတင်ပြင်ဆင်ထားတဲ့အခြေခံအချက်လက်တွေပဲဗျာ။ဒါတွေကိုတိုက်ဆိုင်နေတိုက်ဆိုင်နေငါတို့ကကန်ကောင်းတာဘ ာညာနဲ့သွားပြီးပြောလို့ရှိရင်တော့ Onika ဆက်လက်ပြီးတော့ပဲဒီတရဖူးပေါ်မှာဖင်ခုတိုင်းနာမှာတော့အမှန်ကန်ပဲဗျအဲ့တော့ Game 1 Game 2မှာ Demon Kai ရဲ့ Jungle Rotation က King Kong အပေါ်မှာ Impact ဖြစ်သွားပြီးဆိုတာနဲ့တပြိုင်တည်းကျွန်တော်ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲ King Kong Kera Super Friend အစရှိတဲ့၃កောင်တွေကတကောင်လိုက်ပြီးပိတ်ဖို့ကြိုးစားတော့တာပဲအဲ့တော့ဒီနေရာမှာကျွန်တော်တို့အတွက် Run Sword ရဲ့အခါမှာအသုံးဝင်မဲ့ Drop It Counter တစ်ပေါက်ရှိအဲ့ဒါ Anime ဘက်က Farsa ကြီးအရန်ကြမ်းနေပြီဆိုလို့ရှိရင်ကိုရီဘက်က Tanky က High Low ပစ်ပြီးတော့အခုလိုမျိုး Randy J လိုမျိုး Super Friend Only Light Aim နဲ့ Tanky ကိုပစ်ပြီးတော့ Shot လို့ ရတယ်ဆိုတာပဲ ဒီကလစ်မှာဆိုကြည့်ဘတ်တဆာဗီဇွန်နဲ့ရန်နီဂျီက Super Friend Only ကိုလိုက်ပြီးတော့ Ray တွေခင်းပြီးတော့နှောက်ဖို့ကြိုးစားတယ် Super Friend Position တဲလို့မရအောင်အတင်းကို SK2 ရဲ့ Movement Speed ကိုအသုံးချပြီးတော့ Super Friend Eddie ခင်းပြီးဆိုတာနဲ့ SK1 နဲ့ပြန်ပြီးတော့ Stand လိုက်တဲ့အကွက်ကိုအများကြီးသုံးပြီးတော့ Faster Only ကိုရန်နီဂျီကတာဝန်ယူပြီးတော့ဖြည့်ရှင်းပေးထားတာပြီးတော့အဲ့ဒီဘတ်တတခုတည်းအတွက်ဒီကောင်ကန်ကောင်းသွားလားဆိုတော့မဟုတ်ဘူးတပွဲလုံးမှာဒီ Super Friend Position တဲလို့မရစေရေးအတွက်ကို High Low ကိုအသုံးချပြီးတော့ဒီ Impact နဲ့ရန်နီဂျီကကစားသွားတာဗျ Super Friend ခင်ဗျာ ါမှာအဲ့ဒီတခါပဲအကွက်ပြလိုက်ရတယ်။နောက်ပိုင်းရန်နီကြီးကစူပါဖရင်ကိုတောက်လျှောက်မင်းလားမင်းလားဆိုပြီးလိုက်လိုက်နေတာကြီးကတော်တော်ကြီးကိုစူပါဖရင်အတွက်ကြောင်ပြောက်စီတယ်။စူပါဖရင်ရဲ့အက်ဒီကဘယ်လောက်ထိအင်ပက်ရှိလဲဆိုတော့ဒီကလစ်ကသွားပြီးတက်တယ်ပြနေ။ဒီနေရာမှာဆိုလို့ရှိရင်စူပါဖရင်ကအက်ဒီတုံးလိုက်တဲ့အခါမှာ range အကွာကိုရောက်တော့စူပါဖရင်အက်ဒီကတကောင်ပေါ်မှမအင်ပက်မရှိတော့ဘူး။အဲ့တော့စူပါဖရင်ကိုကြည့်လိုက်။အဲ့တိုင်းမတ်တရက်ပြီးတော့သူတို့ဘတ်တယ်ဖြစ်တာကိုထိုင်ပြီးတော့ကြည့်နေရတဲ့အပြင်ဘာမှလှုပ်လို့မရဘူး။အဲ့တော့ကျွန်တော်တို့အဲ့ဒီနေရာမှာသွားပြီးအလင်းပွင့်ရမှာဒီကယ်ရာရဲ့ကင်းကောင်ရဲ့စူပါဖရင်ရဲ့ဒီ ီ၃កောင်ထောက်တိုင်ပါเนาะဒီထောက်တိုင်တွေကဒီဇိုင်နာချိုးယွင်းသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဗတဲ့ပေါ်မှာတော်တော်ကြီးကို percentage တစ်ခုအထိ impact ကျဆင်းသွားတယ်ဆိုတော့ကျွန်တော်တို့တွားပြီးတော့တတိမူရမယ်အဲ့ဒီအချက်ကို Aurora အသင်းကစာဖတ်ပြီးတော့ Onyx ကိုနိုင်မှုအတွက်အခွင့်ကောင်းယူပြီးတော့ Super Friend ရဲ့ထောက်တိုင်ကိုရိုက်ချိုးပြစ်တာအဲ့တော့ဒါကတော့ကျွန်တော်ပြောချင်တဲ့ Aurora အသင်းက Onyx ကိုနိုင်ခဲ့ရတဲ့အချက်နှစ်ချက်တည်းဟာဒုတိယအချက်ပေါ့เนาะဒီအချက်ကလည်းတော်တော်လေးအရေးကြီးတဲ့အထက်မှာပါတယ်အဲ Super Friend အနေနဲ့ဗတဲ့ position ကိုယူတဲ့နေရာမှာတော်တော်လေးကိုတည်တည်တတ်တတ်ကိုယူနေရတာပြီးတော့အဲ့ဒီဘက်လုံးမှာလည်း Super Friend က ်ကအဲ့လောက်ကြီးအဲ့ဒီမပေးရခဲ့ပဲနဲ့ကျွန်တော်တို့ရှုံးသွားခဲ့တာပေါ့အဲ့တော့ကျွန်တော်တို့ချောင်းကေတွေလည်းလာနေပြီဆိုတော့ကျွန်တော် brother တို့စီစဉ်ပေးကြတခုရှိတယ်အဲ့ဒါကြတော့ကျွန်တော် weekly back ဒီနေ့ဒီဗီဒီယိုမှာကျွန်တော်တပတ်ကိုမဲပေါက်သွားပြမယ်အဲ့တော့နောက်တဲ့ဗီဒီယိုလည်းဆက်လက်လုပ်သွားဖို့ရှိတယ်နောက်တဲ့ဗီဒီယိုမှာတော့ကျွန်တော်ပြောစရာစီစဉ်လေးတွေပေါ့ဗျာနောက်တော့ weekly back လေးတွေထည့်ပြီးတော့ဖောက်ပြသွားမယ်အဲ့တော့ဒီဗီဒီယိုမှာကြိုက်တဲ့ comment တခုခုရေးခဲ့ပါရေးပြီးတော့နောက်ဗီဒီယိုမှာကျွန်တော် winners ကိုကြီးညာပေးသွားမယ်အဲ့တော့ weekly bet တွေပတ်စဉ်မဲပေါ့တော့ပြပါမယ်အဲ့တော့ဝင်မျိုးကန်ဆန်းလိုက်ကြပါဦးကျေးဇူးတင်ပါတယ်